တနေ့တော့ဖိုးထုတို့တတူကမိဝိုင်းဦးကြီးရဲ့စပီခင်းလေးကိုအလဲပတ်လိုက်သွားကြတယ်။ဖိုးထုကမိဝိုင်းဦးကြီးကိုဦးကြီးဒီစပီခင်းကစိုက်ထားကြပြီလားယင်။ကြပြီပေါ့ကွယ်။ဦးကြီးတို့အဖေလက်ထက်ကလေးရမယ်ဆိုပါတော့။ဟမ်။မင်းတို့တငယ်ချင်းနေရောက်တော့ရောက်ခိုက်ထိုင်ကြအောင်။ဦးကြီးပြီးလို့ရှိရင်စပီတိမျက်ရည်လေးခုပြီးတော့လာဖို့ပေးမယ်နော်။မိဝိုင်းဦးရဲ့ပြောပြီးတော့ထွက်သွားတော့တယ်ခဏအကြာမှမိဝိုင်းနဲ့ မိပိုင်းကြီးလိုရောက်လာတယ်။စားကြောင်အနီးနားမှာမုတ်ပြည်သလန်းနဲ့အကျော်ပဲရှိတာဆိုတော့ဒါအပဲကြည့်ရတော့မှာပဲ။ဟိုရတယ်ရတယ်ကြီးရဲ့မုတ်ပြည်သလန်းနဲ့အကျော်ဆိုတော့လေကောင်းတာပေါ့ဗျာ။ဟိုဒါနဲ့လေဗိုက်ပြေပါလေဗျ။ကျွန်တော်တို့အတွက်များတကူးတကလုံနေသေးတယ်ကြီးရဲ့ဧည့်သည်တွေလည်းမဟုတ်ပါဘူး။တခါတည်းကမှလာလေကြားတဲ့သူတွေပဲကြည့်ရမှာပေါ့။ဒီလိုနဲ့ဖိုးထူးတော့လေမိပိုင်းကြီးလာကြည့်နေမုတ်ပြည်သလန်းနဲ့အကျော်ကို အာရပိုင်းကစားလိုက်ကြရင်ခဏနေတော့မိဝိုင်းရဲ့ဦးရီကဖိုးထုတို့ကိုစပီတိခုဖို့အတွက်လာခေါ်ရင်းကဲခလေးရီစားပြီးတော့ပြီးပြီဆိုတော့စပီတိသွားခုရအောင်ကွာတော့ကလေခလေးရီကိုခူးအိမ်မလို့လားတော့ခုမှသာပဲခူးပါလားဩညင်ရဲ့သူတို့ကကိုယ်တိုင်ခူးကျင်နေဆိုတော့ခူးကလာခေါ်တာပါဟုတ်ပါတယ်ရှင်ရဲ့ကျွန်တော်တို့ကကိုယ်တိုင်လိုက်ခူးကျင်တယ်လို့ပြောထားလို့ပါဗျဦးရီကလာခေါ်တာဩ ဲ့လိုမဲ့အကြီးကမသိလို့ပါကွေအဲ့လိုဆိုလဲသွားကြနေဒလုံးနဲ့ဖိုးတူတို့တတိချင်းမုံအသေးလေးတွေကိုကင်လို့မိဝိုင်းဦးကြီးရဲ့နောက်ကနေလိုက်ခဲ့ကြနေစိပိချန်နဲ့ကိုရောက်တော့ဖိုးတူဟာဦးကြီးကျွန်တော်တို့ကိုခုနီလေးပြောပြပေးပါဦးဗျခုနီရလွဲပါတယ်ပုံမှန်လိုခူးယုံမယ်မင်းတို့ပုံတောင်းလေးထဲမှာကက်ကြေးသေးလေးပါတယ်အဲ့ဒါနဲ့ခူးမဲ့ကန်ကိုဖြတ်လိုက်ယုံမယ်ပြီးရင်ပုံတောင်းနဲ့ကိုတေးချတဲ့မပြီးစင်နဲ့နော် ပြီလို့ပြောရီကုန်ရင်ငွေသူကငွေချင်းကြတော့ဒါနဲ့ဖိုတူတို့တတူမိဝိုင်းဦးကြီးနေတို့စပီတီခုနေကြရင်အဲ့ဒီအချိန်သူတို့နာကိုခြံနေရလို့သမားလေးတယောက်အမောတကောနေရောက်လာရင်ခြံလို့သမားလေးမောင်စင်ဟာဦးကြီးမမေဦးကြီးမမေရေဟာဘာဖြစ်လာတယ်မောင်စင်ရဲ့နေကြည်ရလေအမောတကောနေခြံနေမှာခြံနေမှာအလောင်းတလောင်းတွေ့လို့ဦးကြီးဦးကြီးလာကြည့်ပါဦးမိဝိုင်းဦးကြီးနေတို့ ိုတို့တို့အားလုံးလည်းလန့်သွားကြတယ်။ဟင်အလောင်းဟုတ်လားဘသူ့အလောင်းလဲကွာမောင်နှင်းအလောင်းဦးရဲ့မောင်နှင်းမောင်နှင်းမြေကြီးပေါ်မှာတည်နေရသွေးတွေနဲ့ဗျ။ဟေးမောင်စိန်စကားကိုထိတ်မြော့ပါကွယ်ခလေးတွေရောရှိတယ်။စက်ကွန်ကြလိမ့်မယ်ကွာ။အဲအဲ့ဒါဘလို့လုံးရမလဲဦးနေရောမောင်စိန်ခလေးတွေဒီမှာနေခဲ့ကြအောင်နော်။ဦးကြီးသွားကြည့်လိုက်အောင်မေ။မောင်စိန်ငါ့ကိုဗမာလေးစွာလမ်းပြ။ မိဝိုင်းဦးရင်လေးတက်ပြတယ်လေးနဲ့မောင်စိတ်နောက်ကနေလိုက်သွားတယ်။ဟောင်းနီဘလို့လောက်ကြမလဲအလောင်းနေကွာငါတို့နေ့ဦးရင်နောက်ကိုလိုက်သွားကြမယ်လीဟာသူ့ဦးကြီးကိုကြောင်းလာတဲ့မိဝိုင်းမကတော့ဟာငါမလိုက်ရပါဘူးဦးရနေခဲ့လို့ပြောထားတာကြီးကတော့ကြောင်းမမြင်ကောင်းမရှိကောင်းတာတွေမြင်ရင်ဘလို့လို့မလဲခုနကကိုကြီးမောင်စိန်ပြောတာမကြောက်ဘူးလားသူ့ဒီနေတဲ့ညအိတ်မပြောဘဲနေပါမယ်ဟာအေး ဒီဒီကတော့မိဝိုင်းမှပြောတာမှန်နေငါတို့လူကြီးစကားကိုနားထောင်နေနေဟာဟဲ့အောင်ငါပေမင်းကောဘယ်လိုလဲပြောနေရကြာသေးလာတွားကြည့်ကြမယ်မလိုက်မဲ့နှစ်ကောင်ကနေခဲ့ကြအေးဟုတ်တယ်ငါတို့နေရပဲတွားကြတာပေါ့ကွာဒီလိုနဲ့ငါပိန်နဲ့ပူချုံနေလူသေးအောင်ရှိရဲ့နေရကိုထွက်သွားကြတယ်တပတ်မှလည်းမိဝိုင်းဦးကြီးနဲ့ချန်လုံသမားမောင်စိန်တို့က လူသေးလောင်းရှိတဲ့နေရာကိုရောက်နေကြသည်မိဝိုင်းဦးရင်လည်းအလောင်းအမြင်တော့လန့်သွားတယ်ဟာဒါဒါဘလို့ဖြစ်ရလဲဘလို့ဖြစ်လို့မောင်နှီးကဒတော်ကြီးတည်နေရလဲငါချန်နေမှာတေချာတော့မသိဘူးဦးရဲ့ကျွန်တော်လည်းအိမ်သာသွားမယ်ဆိုပြီးဒီဘက်ကိုထွက်လာတော့မှမြင်တာဒုက္ခပါပဲအဲ့ဒါမှဒီကောင်မောင်နှီးဘလို့ဖြစ်တာမလဲမနှီးကမင်းတို့နဲ့အတူတူပြန်ကြတာမဟုတ်ဘူးလားအတူတူမပြန်ဘူးဦးရဲ့ကျွန်တော်ကရင်ဆုံးပြန်သွားတာဒီကောင်ကနောက်ကျမှပြန်တာ မင်းပြန်ပြီးခြံထဲမှာဘသူကြံခဲ့တရားလဲမောင်စိန်မောင်စိန်ကစဉ်းစားတဲ့ပုံစံလုပ်တယ်အမ်မောင်ဝင်းနဲ့မောင်နှင်းတယောက်ကြံခဲ့တယ်တင်နေဟိုဥိတေချာတော့မသိဘူးဗျမောင်ဝင်းဟုတ်လားဒီကောင်မောင်ဝင်းအခုဘယ်မှာလဲသူဒီနေ့အလုံးမလာဘူးဥိဦးနေမကောင်းလို့ဆိုလာပြီကျွန်တော်ကိုခွင့်နိုင်ခံလေတယ်ဟိုတနုံရင်းနဲ့ဖြစ်နေတာဗျသူကြည့်ရလားအာဒုက္ခပါပဲမဖြစ်ကောင်းတာရေတော့ဖြစ်ကုန်ပါပြီဒီလောင်းကိုရောဘသူရင်သုံးစမြင်တာလဲ ကျွန်တော်မမေးဦးဟိုကျွန်တော်မမေးချင်းဦးကြီးကိုလာကြောင်းကြတာပါမမေးဦးရင်လည်းရိုးရိုးတရားလားအသက်ခံရတာလားဆိုတာသိချင်တာနဲ့အနောက်ဘေးမှာစောင့်ရောက်ဝင်တိုင်းလိုက်တော့လေဟဲ့မောင်စိတက်ဆိုင်ရကို အကြောင်းကြားကွာတတက်တက်ဆိုင်ရဟိုဟုတ်လားဦးဟိုတက်ဆိုင်ရကိုအကြောင်းကြားတာမကောင်းထင်နေနော်ဟင်တက်ဆိုင်ရကိုအကြောင်းမကြားလို့ဘသူ့ကိုအကြောင်းကြားရမှာလဲကွာခုနှစ်ပိုင်းလောက်ကလိမ္မော်ကျန်တစ်ချက်မှလည်း အခုလိုလူသက်မှုဖြစ်သွားတာဥကြီးကြားမှုတယ်မလားအဲ့ဒီတော့ကဟိုတက်ဆိုင်ရအောင်တိုင်လိုင်းလို့လိမ်မော်ကျန်းအပိတ်ခံလိုက်ရပြီ စီပွားရေးဆက်လုပ်လို့မရဘူးဖြစ်သွားရဲ့လीဟာမောင်စိန်မင်းစကားဘာလဲဒါဆိုငါတို့ကတက်ဆိုင်ရအောင်အကြောင်းမကြားပြီဘာလို့မှလဲဟာဒီလောင်းကြီးကိုခြံထဲမှာဒီတိုင်းပဲထားထားမှာလားအဲ့လိုသဘောမျိုးမှုတ်ဘူးလေဥကြီးရလေအလောင်းရှိရအောင်တည်တာဆိုလို့ကျွန်တော်နဲ့ဥကြီးရဲ့ပဲရှိရလीအဲ့တော့ဒီလောင်းကိုတဲမောင်စိန် မလို့ကောင်းတဲ့ဂျန်နေငါ့ကိုလာပြောနေတာပဲငါတို့နေတိတာမဟုတ်ဘူးဟိုကလေးတွေရောတိတယ်ဟာသူတို့ကကလေးပဲဟာဦးရဲ့ဘာတိမှလဲတော်တော်မောင်စိမိငါပြောသလိုတက်ဆိုင်ရအောင်တွားအောင်ကြအလောင်းဖြောက်ဖို့ကိစ္စငါ့ကိုထက်လာမပြောနေကွာဒါပဲမြန်မြန်တော့မိမိုင်းဦးရဲ့လေဒါလို့ရတိပဲပြောလိုက်တော့မောင်စိန်လည်းဇက်ပူပြီးထွက်သွားတော့လေအဲ့ဒီအချိန်တဏီယာမှာကိုပြီးနားထောင်နေတယ်ဖိုးထူးနေငပိန်တို့က မိဝိုင်းဦးရင်နာကိုရောက်လာကြတော့တယ်။မိဝိုင်းဦးရင်ဖို့ထုလို့မြင်တော့ဟင်မင်းတို့ကဘလို့ရောက်လာကြတာလဲကွကျွန်တော်တို့လမ်းလျှောက်လာခဲ့တာပါဦးရင်ဟာလမ်းလျှောက်လာခဲ့တာကိုမေးတာမဟုတ်ဘူးလေငပိန်ရဲ့ဘာလို့လိုက်လာကြတာလဲလို့မေးတာမလိုက်လာနဲ့လို့ဦးရင်မှားထားတာကျွန်တော်ကဒလိုလူသက်မှုလူသိမှုဆိုရင်စိတ်ဝင်စားလို့ပါဗျဟုတ်တယ်ဦးရဲ့ဒီကောင်ငပိန်ကအဲ့လိုအမှုတွေဆိုအယမ်းတော်တာသူ့မှာ ရှားလောင်အောင်ညာရှိတယ်ဦးရဲ့။ဘလို့ပဲဖြစ်ဖြစ်မင်းတို့ကကလေးပါပဲကွာ။ဒီလိုကိစ္စတွေမှာ ဝင်မပါသင့်ဘူး။နောက်ပြီးတော့မင်းတို့လာတဲ့နေကြမှာဒါမျိုးဖြစ်ရတယ်ဆိုတော့ဦးရဲ့လည်းအားနာပါတယ်ကွာ။ဖိုးထူးနိုင်ငံပင်လေးချက်ချင်းမင်းလက်ရမတည်နဲ့လက်ရည်တွေဝင်လိုက်ကြတယ်။ငပင်ကကိုယ်တပတ်လှိလိုက်တဲ့အခါမှာရှားလောင်အင်ကြီးပြောင်းသွားပြီးခေါင်းပေါ်မှာလေစုံတော့အုတ်ထုတ်လေးတစ်လုံးတင်သွားတော့တယ်။မိမိုင်းဦးကြီးကဟေး ငပေးကဘလို့ဖြစ်တာလဲဟာဒါကဟိုရွှေရုံငပေးမဟုတ်တော့ဘူးရဲ့သူကရှားလောင်ငပေးဖြစ်သွားပြီဗျဒီမှုနဲ့ပတ်သက်ပြီးသူကူညီပေးလိမ့်မယ်ဟင်ငပေးကကူညီမယ်ဟုတ်လားဒီလောင်နဲ့ပတ်သက်ပြီးဥယိမှန်တိုင်းဖြေပါနော်ဒီလောင်နဲ့ဥယိဘလို့ပတ်သက်မှုရှိလဲဘလို့ပတ်သက်မှုဟုတ်လားသူကဥယိကျန်နေရအလို့သမားမောင်းနေမှာကွယ်အင်မတန်မှကြိုးစားတဲ့အလို့သမားကောင်းတယောက်ပါသူနဲ့မတည့်တဲ့အလို့သမားတွေပါရော် ရှိလားဦးအလိုဆိုရင်တော့မရှိပါဘူးကွယ်မောင်နီးကစိတ်ထားအလေးနူးညံ့နေသူ့ပေါင်းသိတိုင်းနဲ့လေသူကတက်အောင်နေတယ်ရံပြစ်တာတို့ဘာလို့ဆိုဦးကြီးတကားမှမကြဘူးနောက်ပြီးဦးကြီးလို့သမားတိုင်းကဟောပေါ်ယူနေသဘောကောင်းကြပါလိအဲ့လိုစိတ်တဲ့မျိုးတယောက်မှမရှိကြဘူးဟာဒါဆိုမနီးကရောသူဒီဆိုင်ကင်းထဲကိုလာသေးလားဦးကြီးလာလေလာလေမနီးကနူးရညဆိုတော့သူတို့တွေကိုလာစာရှင်းပြီးဘောနပ်စ်ပေးရပါတယ်ရှိတော့သူတို့လာကြတယ်လीအ ဘသူကအများဆုံးရတာလေဗျဦးရဲ့အများဆုံးရတာကတော့ခုနက မောင်စင်းရေမောင်နှင်းရေမောင်ဝင်းရေအဲ့ဒီသုံးယောက်ပါပဲနှစ်တက်ကူညာဆိုတော့ဒီချက်ထဲမှာအတော်စားတွေရှိခဲ့သေးရလားရှိတယ်ရှိတယ်ငါပဲဒါကလေပုံမှန်လူပါပဲကွယ်ဦးရမန်နေဂျာအကုန်နှွှဲထားခဲ့တာဆိုတော့သူတို့လိုသမားတွေနေရခဲ့ကြတာပါဒါကလေနှစ်တိုင်းလိုလိုပါပဲအခုလိုဘာပြဿနာမှမရှိခဲ့ပါဘူးငါပိန်လေးမေးချင်အောင်သွားတဲ့အတွက်အလောင်းနောက်မှာတိုင်းပြီး အလောင်းကိုကြေးစုံကားဆုံးကြည့်ဖို့တူရတယ်လိုက်တိုင်းငပိမိဘာမြင်လဲငါသွေးတွေကိုမြင်နေကွမိဒီမှာကြည့်ဒါချက်တည်းကမနေဘူးဒါလေးတော်တော်အညိုထားပြီးတတ်သွားရပြီကွအညိုထားတယ်ဆိုတဲ့စကားကိုကြားလိုက်တော့မိဝိုင်းဦးကြီးကအညိုထားတယ်ဟုတ်လားမကြံကောင်းမစီရပါငပိရင်ဦးကြီးချန်နေရအလုံးသမားတွေကအဲ့လိုမဟုတ်ပါဒီနေ့ဦးကြီးချန်နေမှာဘယ်လိုသမားတွေမလာဘူးလဲဦးကြီး အကုန်လာပါလေဟိုမောင်ဝင်းတယောက်ပဲမလာတာပါ မောင်ဝင်းဆိုတာဘယ်သူလဲဗျာဦးရဲ့ခုနကမောင်နှင်းနှုံးနဲ့အတူတူဘောနပ်ရရတယ်ဆိုတဲ့တယောက်လေသူကဒီဆိုင်ခင်းရဲ့မန်နေဂျာမှာကွယ်ဦးကြီးမရှိတဲ့အခါကျရင်သူကပဲဒီဆိုင်ခင်းကိုတာဝန်ယူပေးတာပါသူကတော့ဒီလိုလုပ်မျိုးမလုပ်ပါဘူးအော်ဦးကြီးရေလူသက်သမားဆိုတာလေအမြင်နဲ့တတ်နေရမှာမဟုတ်တာနောက်ပြီးဂျွေရဲလို့လည်းမပါတော့ပြောရခက်တယ်ဗျငပင်ကမိခုနေဆက်မမင်းတော့ဘူး အလောင်းကိုပဲဆက်ကြည့်တယ်။စဉ်းစားစရာတော့ဖြစ်နေပြီဖို့သူကြီး။ဟမ်။ဘာဖြစ်လို့လဲကွ။လူသက်တည်းရကန်ကဒီလူကိုဆွဲခေါ်လာခဲ့တာပဲကွ။ဒီလူကဒီမှာတည်တာမဟုတ်ဘူး။ဟင်။အဲ့ဒါကိုမင်းမလို့သိရလဲကွ။ဥိတက်ဆိုင်ရာကိုသွားကြောင်းကြတဲ့ခုနှစ်ကမောင်စိန်ဆိုတဲ့အလုပ်သမားတကယ်တော့တက်ဆိုင်ရာကိုမသွားတော့ဘူးဗျ။မိဝိုင်းဥယင်လေတဲ့တော်ဖြစ်သွားတယ်။ဟင်။ ဒါဘလို့ဘသူဘဝရင်လို့တော့ကျွန်တော်တေချာမပြောပါဘူး။ဒါမှမဟုတ်ဒီလောင်းကဒီမာတရားမဟုတ်ဘူးညဒီမာမြေကြီးဆွဲရတွေကို တွေ့လာဦး။ဒါတနေရာမှာတက်ခဲ့ပြီးမှဒီအထိဆွဲခေါ်ခံလာရတာပဲဗျ။ဒီဆိုင်ကင်းထဲမှာကဝင်းပေါဘယ်နှပေါင်းတော့ရှိရလဲ။ဝင်းပေါင်းဟုတ်လား။ဦးကြီးတိတာတော့တပေါက်ဟမ်ဦးသားစုံနေပေါင်းဝင်းပေါင်းနှစ်ပေါက်ရှိတယ်ဆိုတော့သဘောလားငါပဲ။ဟုတ်တယ်ဦးကြီး။ဦးကြီးမသိတဲ့ဝင်းပေါက်ကနေဝင်လာမှရတယ်။နှစ်ပေါက်မကရလည်းဖြစ်နိုင်တယ်။ ဝင်လာတော့မဟုတ်ဘူးဆွဲကော်ခံလာရတာပဲဗျဖျံဖို့တူအလောင်းကိုပလက်လန်းကြည့်အောင်ကွာဟာကောင်းမှမလားကွာအလောင်းကိုနေရာရှိတာအဆင်မပြေဘူးနော်ဒါဆိုလေအလောင်းရဲ့ကြောဘက်ကိုမင်းမြအောင်ကြည့်စမ်းကွာတဲရီစိုးစိနေအောင်မြင်ရလိမ့်မယ်ဘာလို့ဆိုမနေ့ညမိုးရထားရေကွာဟာဖျံငပေးဟုတ်တယ်ဟာမင်းပြောသလိုပဲအလောင်းရဲ့အင်ကြီးတွေရောလက်တွေမှာမှာတဲရီပြေးနေရေကွာဒါဆိုရင်တော့တေးကြပြီဦးကြီးဒါလူတက်မှုပဲဗျာ ဟုတ်ဟုတ်ရဲ့လားငပင်းရေဥယျာဉ်ထဲမှာလူသမှုဖြစ်တယ်ဆိုတာမဟုတ်တော့ပါဘူးဒီအလုပ်သမားတွေနဲ့ဥယျာဉ်နဲ့တူအလုပ်လုပ်လာတာဥယျာဉ်ဒီစပိချံကိုစပြီးတော့ကင်ကလေးရပါကွယ်သူတို့မှာဒီလိုစိတ်တမျိုးမရှိပါဘူးလူရဲ့စိတ်ဆိုတာအမျိုးမျိုးပြောင်းနေရဗျဥယျာဉ်ကျွန်တော်ကတော့ဘသူဘဝဆိုတာမသိရသေးခင်ဘသူ့အမမစွတ်စွဲပါဘူးငါတို့ဒီမြေကြီးရာတွေတိုင်လိုက်ကြည့်ရင်တော့နောက်ထပ်ထွက်ပေါက်တစ်ခုတွေ့မယ်ထင်နေကွအေးဟုတ်တော့တယ်လိုက်ကြည့်အောင် ငပိန်နဲ့ပို့တူလေအလောင်းကိုဆွဲခေါ်လာတဲ့မြေကြီးယာရီရဲ့နောက်ကိုလိုက်လာရင်နေရာတစ်ခုကိုရောက်လာခဲ့တော့တယ်။မိဝိုင်းဦးကြီးကလည်းငပိန်တို့နဲ့အတူလိုက်လာတယ်။ဦးကြီးဒီမှာပဲဗျ။အလောင်းမြေကြီးကပျောက်သွားတာ။ဒီမှာနောက်ထပ်ထွက်ပေါက်ရှိသေးရလား။ဒီနောက်ဘက်ကထွက်ပေါက်ကဦးကြီးဖေစုံဝင်တွေကပိတ်ထားခဲ့တာကြားပါပြီကွယ်။မိဝိုင်းဦးရင်လည်းပျော့ပျော့ဆွဆူနေအနောက်ဘက်ကထွက်ပေါက်ကိုခွင့်မုံလို့တည်။ဥိဥိနေုတ်ကနလေး ။ဦးရီမခွင့်နဲ့ကျွန်တော်ခွင့်မယ်။ဟင်။ဘာလို့လဲငပင်းရဲ့။ဦးရီလက်ဝယ်ကပါသွားမှာစိုးလို့ဗျ။ကျွန်တော်တို့ကလက်ဝယ်မတင်လက်ရည်ဝတ်ထားတာဆိုတော့ကျွန်တော်ခွင့်မယ်။ဟူး။ဒါနဲ့ငပင်းလေအနောက်ဘက်ကတကားကိုဖွင့်ကြည့်လိုက်ကြည့်။တကားကလည်းလွယ်လွယ်ကူကူနဲ့ပွင့်သွားတော့တယ်။ဦးရီတကားကတော့ပွင့်သွားပြီဗျ။ဘလို့ဖြစ်တာပါလိမ့်။ဒီတကားကဦးရီပဲပြည့်ပြည့်ထားရင်တကားပဲ။အခုကြောင်ပွင့်သွားပါလား။ကြည့်ရတာဦးရီတပည့်တွေက ဒီဘက်ကနေလဲအိမ်ထဲနဲ့တင်နေရ။ညောင်ကပေ။ငါတို့အဲ့ဒီတကားကနေအပြုံထွက်ကြည့်ရအောင်လေကွာ။မရှိမလဲဆိုတော့သိရအောင်။အဲ့ဒီအချိန်မိဝိုင်းနဲ့တုပ်ပေါ်တို့ကလည်းအိမ်သာသွားမယ်ဆိုပြီးဖို့သူတို့ရှိရဲ့နေရာကိုရောက်လာကြတယ်။ဟမ်။ဖို့သူငပိ။ဦးကြီးပါလား။သမီးတို့ကဒီဘက်ကိုဘာလာလုပ်ကြတာလဲ။တဘွားအင်တာသွားကျင်နေဆိုလို့အင်တာကိုလိုက်ပို့တာဦးရဲ့ဦးရောဟဲ့မိဝိုင်းမနောက်မမေ ငါမရတော့ဘူးထွက်တော့မှာအဲ့ဒီအချိန်တော်ဘောကမအောင်နိုင်တော့ဘဲအီးပေါက်လိုက်တော့ရင်တော်ဘောအီးနဲ့ကအဲ့ဒီနောက်မှာပြက်နေသွားတော့ဟဲ့ထွီနန်လိုက်တာကွာအီးပုတ်ဆိုရင်အေးကွာဟုတ်ပါမိဝဲမရေမြမြခေါ်သွားစက်မှာဒီကောင်တော်တော်နန်နေပြီအေးအေးလာတော့ဘောလိုက်ခဲ့တော်ဘောလေးမိဝဲမနောက်ကိုလိုက်သွားတော့ရင်ဥိဒီဘက်မှာအင်သာရှိရလားဗျရှိရလေငပင်ရဲ့ ီကနေရှေ့တက်တဲ့ကိုသွားရင်အိမ်သာပဲပေါ့အဲ့ဒီအချိန်အိမ်သာဘက်ကနေအော်တယ်စူတန်နေကြားရတာနေငပင်ဟာဥိတော့ဘောနေမိဝိုင်းမှာအိမ်သာမှာဘာဖြစ်နေပြန်မလဲမသိဘူးတွားကြည့်ရအောင်ငပိန်တို့လေအိမ်သာဘက်ကိုလာခဲ့ကြတော့ဒီဟဲ့မိဝိုင်းမှာ အဲ့ဒါဘာဖြစ်နေရလဲဟာဥိဥိဟိုဒီဒီဒီမှာဟိုကိုင်းမောင်စိန်ကိုင်းမောင်စိန်ရဲ့မိမိုင်းဥိလည်းအင်သာရဲကိုကြည်လိုက်တယ်ချန်လုံသမားလေးမောင်စိန်တယောက်အင်သာရဲမှာတည်နေရတာပါမိမိုင်းဥိလည်းရှော့ကြည့်ကြည့်ရသွားတယ်ဟာဒါမောင်စိန်မလားမောင်စိန်ကရောဘလို့ဖြစ်တာလဲခုနကမှငါတက်ဆိုင်ရအောင်သူ့အကြောင်းကြားခိုင်းထားတယ်ဟောငပိန်လည်းရှားလောင်ကိုလေးတဲ့နေဥိရဲ့ အမှုကတော့တတော်ကိုစိတ်ဝင်စားစရာကောင်းပြီးနှဆိုင်နေပြီဗျ။မောင်နှင်းအလောင်းကိုပထမဆုံးမြင်ပြီးလာပြောတယ်မောင်စင်။အိမ်သာထဲမှာတည်သွားရတယ်ဆိုတော့တိတ်ကိုထူးကြတယ်အမှုပဲဗျအမှုပဲ။အဲ့ဒီအချိန်သူတို့ဖွင့်ထားတဲ့ခြံနောက်ပေါက်တကားကတကားပိတ်သွားတဲ့အတန်ကိုနားပါးတဲ့ဘိုးတို့ကကြားလိုက်ရတယ်။ဟဲ့ောင်းနေ။ငါတကားပိတ်တယ်ကြားလိုက်တယ်ကွ။ဟင်ဟုတ်လား။နင်ရောအဲ့ဒါဆို။ငါပိန်လေသူ့ရဲ့စုံတော့ညံအာနေခုနက်က မောင်နှင်းအလောင်းတွေ့ခဲ့တဲ့နေရာကိုသွားပြန်ကြည့်ရောင်းလိုက်။အဲ့ဒီနေရာကိုအရောက်မှအလောင်းမရှိတော့တာကိုတွေ့လိုက်ရတယ်။ဟာအလောင်းမရှိတော့ပါလား။ဟမ်ဒီမှာမြေကြီးဆွဲရတယ်ပါလား။ဟာမဖြစ်ဘူးဘိုးသူခုနကလူနောက်ကနေအញ្ញံလိုက်ရမှာအလောင်းကိုဖျောက်ပြဖို့လုပ်နေတာထင်နေဟာ။အဲ့ဒီအချိန်မိဝိုင်းဦးကြီးကလူကြီးပြီပြီရှော့ရီရပြီတတိလိပြီမိလေသွားတော့တယ်။ဟာဦးကြီး ။ဦးရီအချိန်မရှိဘူးဘူသူ။ငါတို့ခုနကလူနောက်ကနေမြန်မြန်လိုက်ရမှာ။မဟုတ်ရင်လူသက်တရအခန်းကိုလွတ်သွားလိမ့်မှာ။တော်ပေါ်နေမိဝိုင်းကဦးရီကိုအဲ့ရတယ်ခေါ်သွားလိုက်ကြတော့။ငမိန်လေးမှားဆရာရှိရမှာမီရောခုနကအနောက်ဘောက်တကားစီကိုပြန်ထွက်လာခဲ့တော့တယ်။အနောက်ဘောက်ကနေတစဉ်ဖို့ထုလို့လေမြေကြီးဆွေးရတဲ့အတိုင်းတောက်လျှောက်လိုက်လာကြတယ်။ဒီလူသက်သမားလဲတော့လေ။တပတ်မပြည့်ဘူးကွာ။နောက်ဟရောက်ငမိန်။အေးကွာဟုတ်တယ်။ ဒလိုကြီးဆွဲသွားမှာတော့ငါတို့ကခုလိုအနောက်ကနေအตาလေးလိုက်ပြီးသူ့ကိုဖမ်းလိုက်ရုံပေါ့ကွာအေးကွာဟုတ်ပါတကူးတကကြီးအုံနောက်အစားခံပြီးလက်ရှာနေကြတော့မလို့တော့ဘူးဟေ့အောင်ဒါနဲ့သူ့ဘယ်ကိုသွားနေရလဲမသိဘူးနော်အေးကွာဟုတ်တယ်ငါတို့ဒီလမ်းကြီးကိုမရောက်ဘူးကွာသတိပရိယာတော့ထားကွာဒလိုကြတော့လေငါနဲ့မေကလိုက်ဖက်ညီသားပဲကွာငါရှားလောင်ဟင်ကိုပဲမင်းကစာပလင်ဖို့သူဟာတဲမိုက်တဲ့နမဲပဲကွာ စာမလေးနေရှားလုံးနေခဏတောင်မြင်မြသွားမယ်ဟာဒလုံးလေးသွားနေရင်တနည်းအားရောက်မှာအလောင်းမြေကြီးပွေရတွေကပြသွားတယ်ဖိုးထုတို့လည်းဘယ်လိုက်လုံလိုက်ရမယ်မသိတာနဲ့ရက်လိုက်ကြတော့တယ်ဟဲ့ဝင်လမ်းနှစ်ချက်ခွဲသွားပြီကွာငါတို့တူဦးချင်းပဲလှုပ်ရှားရတော့မယ်ထင်တယ်အေးကွာဟုတ်တယ်ဒါပေမဲ့မထူးဆန်းဘူးလားငါပေးရဘာလို့လဲကွာဖိုးထုရဲ့တောင်းလျှောက်ပေါ်လာတဲ့အလောင်းမြေရတွေက ဒီလမ်းတစ်ခုကွဲသွားတဲ့နေရာကြမှာဟိုဘက်မှာလည်းမပေါ်ဒီလမ်းမှာလည်းမပေါ်တော့အေးကွာဟုတ်တယ်နော်ဘာလဲမသိဘူးအလောင်းကဒီနားမှာများလားမသိဘူးနော်အဲ့ဒီအချိန်သူတို့ရှိနာချောင်းလေးကိုတစုံတရာကြတာတဲ့အတန်းဖိုးတူကကြားလိုက်ပြန်နေဟဲ့ငပိရှိနာမှာရေရှိရဲ့အချိန်နေကွာရေကြတဲ့ကြားလိုက်တယ်ဟာမင်းနာတဲကောင်းမှာလားဒါဆိုလဲတွားကြည့်အောင်ဒါနဲ့ဖိုးတူနဲ့ငပိလည်း ဘယ်လမ်းမှမကွေ့တော့ဘဲနဲ့တိတိရှောက်လာခဲ့လိုက်တယ်။နောက်ဆုံးမှတော့ဖိုးတူပြောတဲ့လူချောင်းတစ်ခုကိုတွေ့လိုက်ရတော့တယ်။ချောင်းရည်ပေါ်မှာအလောင်းကမျောပါနေပြီးချောင်းဆက်နာမှာထိုင်နေတဲ့လူတစ်ယောက်ကိုလည်းမြင်လိုက်ကြရတယ်။လူတစ်ယောက်က"ကဲ၊ဟဲ့မောင်နေ။မင်းကြွရလို့ရသွားတော့ကွာ။မင်းကမရှုပ်သင့်တဲ့သူကမှလာရှုပ်တောင်ကွာ။မင်းတိုင်းနဲ့မင်းကမင်းခန်းရတာပဲ။"အဲ့ဒီအချိန်ငပိန်ကအခွေတဏီယာကနေ တိုးဘောစီကိုဖုံးဆက်လိုက်သည်တိုးဘောကဖုံးကိုတော်တော်နဲ့မကင်နေဖြစ်နေပါလားနောက်ဆုံးတစ်ကောင်ခေါ်တဲ့အခါမှာတိုးဘောကဖုံးကိုကင်လိုက်သည်ဖျောင်းတိုးဘောမိဖုံးကလည်းကင်တာကိုကြားလိုက်တာကွာတော်တော်နဲ့ကိုမကင်ဟာဟာဟာဖျောင်းလေးစင်ဖမ်းမယ်ကြားဖမ်းမယ်နဲ့အခုဘာကိုတော်ဖမ်းနေကြတာလဲကွာဟမ်ခမရကဘာတူလဲကျွန်တော်တငယ်ချင်းတွေကိုဘာလုပ်ထားတာလဲဖျောင်းကပေဘာဖြစ်နေရလဲ မင်းတို့နှစ်ယောက်စလုံးဒီကိုပြန်လာခဲ့ကြဒီအမှုနဲ့ပတ်သက်တာဘာတစ်ခုမှမလုပ်ကြနဲ့ကြလားအဲ့လိုဆိုမင်းငယ်ချင်းနှစ်ယောက်ရဲ့တက်ကိုကယ်လို့ရမယ်ကွအဲ့လိုပြောပြီးတော့တပတ်ကဖုန်းကိုချသွားတယ်ဟဲ့ကမေဘာဖြစ်တာလဲလို့ငါတို့အလိန်ခံလိုက်ရပြီကွအလိန်ခံလိုက်ရပြီဟုတ်လားဘာလို့အလိန်ခံလိုက်ရလဲဟာမိမိုင်းဦးမိမိုင်းဦးကြီးပဲကွ तू ကသူ့ချန်နေကအလို့သမားတွေကိုတတ်လိုက်တာဘာရေမဖြစ်နိုင်တာ မိမိုင်းဦးကြီးကတက်เสียလားငါ့ကိုတေချာပြပြဇမ်းမှာကွာမသိဘူးဘာရီမန်းကိုခုနကဖုန်းထဲကလူတန်းကတော့မိမိုင်းဦးကြီးတန်းနေတူတယ်ဟာဒါပေမဲ့မိမိုင်းဦးကြီးကဘာလို့မိမိုင်းကိုရောပြန်ပြီးဆွဲထားရတာလဲမိဘကြီးပြောနေရလေငပိန်ကငါတို့ဟိုမှာတရားခံမိပြီပြီလေဘာကြီးပြောနေရလေငပိန်လည်းချောင်းနောက်ကိုပြေးသွားကြည့်လိုက်တယ်ချောင်းထဲမှာပေါ်နေတဲ့လူလောင်းဆိုတာကလူလောင်းမဟုတ်ဘဲအယောက်ကြီးတယောက်ဖြစ်နေအောင်တွေ့လိုက်ရတယ် ။တွားပြီ။ငါတို့အလုံးအလင်ခံလိုက်ရပြီကွ။အလောင်းကိုဒီကိုခေါ်လာမခံရဘူး။အလောင်းကခွနဲ့ကစပိဆန်ကြီးထဲမှာနေရှိ။ငါတို့အလောင်းကြည်ရထင်ပြီးလိုက်လာရင်ဟာအလောင်းမဟုတ်ပေ။အရုပ်ကိုဒီကိုတိုက်ဆွဲခေါ်လာတာကွ။လမ်းစုံတဲ့နေရာရောက်မှမှအရုပ်ကိုဆွဲခေါ်လာရကနေပြွေချလိုက်တာ။အဲ့ဒါကြောင့်မိယာကိုထပ်မတွေ့ရတော့တာဟာ။ဖိုတူလေအခုမှဇက်ရည်လဲသွားတယ်။ဒါဆိုအလောင်းကိုပြောက်ချင်လို့ငါတို့ကိုပတ်ထုတ်လိုက်တာပေါ့ဟုတ်လားအေးဟုတ်တယ် ။နောက်ပြီးအင်သာရေရလူကလေတကယ်မသေးလောက်ဘူးထင်တယ်။ဟာဘိုင်လေကွာမင်းပြောတော့ကိုကျိုးအသက်ခံရတာဆို။ငါလေတေချာမစင်လိုက်ရအောင်လေကွာ။နောက်ပြီးအင်သာရေမှာမစင်နေနဲ့ဆိုတော့နန်းလို့အထက်ထိမဝင်လိုက်ရအောင်လေ။နောက်ပြီးမတို့လူသားကမိဝိုင်းဦးကြီးကိုတရားခံဖြစ်လိမ့်မယ်လို့ထင်မှားလိုက်တာပဲကွ။ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲဒုက္ခပဲအဲ့ဒီအချိန်သူတို့ကိုချောင်းနောက်မှာစောင့်နေရတဲ့လူကဟျောက်နေ ဘာမှစဉ်းစားမနေနဲ့ငါတို့ဆရာပြောတာကိုလက်ခံလိုက်ဒါပဲသွားမယ်စပီခင်းနဲ့ဟိုရောက်မှာတော့တုပ်ပေါ်နဲ့မိဝိုင်းတို့ကြောချင်းခဲ့ပြီးကျိုးထုတ်တာကိုတွေးလိုက်ရတော့လေခမ ्या ကျွန်တော်တငယ်ချင်းတွေကိုဘာလုပ်ထားလဲအခုချက်ချင်းကျိုးပြပြီးပါငါမွေးငါသားလောက်ရှိတဲ့ခလေးပုစီညှောက်တော့ကမြန်ငါ့ကိုလာမိတ်ပြီးနေမင်းတို့တွေအားလုံးမေးစိထိုးပြီးအကုန်ပြန်လုပ်ပေးမှာပါမေးစိဟုတ်လားဘာမေးစိလဲ ဒီမှာဖြစ်ပြန်သမျှအကုန်မေ့သွားမယ်စေပေါ့မိဝိုင်းနဲ့သူ့တငယ်ချင်းဖက်တီးလေးကိုတော့ထိုးပေးပြီးသွားမင်းတို့နှစ်ယောက်ပဲကြံတော့တယ်အဲ့ဒီအချိန်ကပင်ကတပတ်မှသူတို့နဲ့အတူအဖမ်းခံထားရတယ်မောင်စိန်ဆိုတဲ့အလို့သမားလေးကိုညှင်းလိုက်ရတယ်အေးပေါ့ခဏနေမေ့တော့မယ်လူဆိုတော့လေတိကျင်တော့ပြော့ပြားသေးတာပေါ့အဲ့ဒီမောင်နှင်းဆိုတဲ့ကောင်ကငါမိမနဲ့ဖောက်ပြန်နေတာကွာအဲ့ဒါကြောင့်ငါတက်ပြက်လိုက်တာပဲ။အိုးကြီးတက်ပြက်လိုက်တယ်ဆိုပေမဲ့ဘာလို့ကိုကျန်နေကိုဆွဲသွင်းလာရလဲ။ ဒါကတော့ငါ့ရဲ့ညံကောင်းမှုလို့ပဲပြောရမှာပေါ့။ကို့ချန်နေမှာတေးသွားရင်ဘာပဲဖြစ်ဖြစ်ကို့တော့လူသက်တည်းခံလို့ထင်မှာမဟုတ်ဘူးလေ။ဘသူကကို့တက်ပြီးတော့ကို့ချန်နေပြန်ထားလို့လေ။ဦးကြီးတော်တော်ကောက်ကျစ်တဲ့သူပဲ။မောင်စိတ်အောင်ဘာလို့ဖန့်ထားလဲ။ဦးကြီးတို့နဲ့တက်ခွဲတယ်မဟုတ်ဘူးလား။မင်းတို့မရှိမိအောင်ငါကသူ့ကိုတက်ဆိုင်အောင်သွားထိုင်ခိုင်းနေ။ပြီးတော့တစ်ဖက်ကနေငါတစ်ဖက်နေတူသူ့ကိုတေးတဲ့ပုံစံဟန်ဆောင်ခိုင်းနေ။ဒီကောင်တော်တော်ကိုတယောက်ဆောင်တာပြပြနေနော်။ ပါမင်းကိုမင်းရှားလောင်ငပိန်ဟုတ်လားရီရတယ်ကွာရီရတယ်မရှိပါနဲ့ဦးဦးရဲ့ဇလန်ကမပြီးသေးပါဘူးအခုမှစမှာပါငပိန်လဲချက်ချင်းမင်းသူ့ရဲ့အိတ်ကက်တရားဖုန်းကိုထုတ်ပြီး record ဖန်တာရဲ့အတန်ပိုင်းကိုဖွင့်ပြလိုက်တယ်ကြားရင်တော့အကုန်ဝင်ခံထားတာ哦အဲ့ဒါတွေပြင်အပြစ်လက်တဲ့ကရလှုပ်လာတဲ့စပြစ်ချက်မှာထပ်ပေါက်ဘယ်နှခုရှိလဲဆိုတော့မသိရလဲနည်းနည်းမယုံကြည်စရာပဲဗျာ အစားအတော့မသိဘူးပြောပြီးနောက်ထပ်အပေါက်တစ်ခုရှေ့ကိုရောက်တော့ဒါကအဖေဖိတ်ထားတဲ့အပေါက်လို့ပြောပြန်တယ်။စကားကရှေ့နောက်မညီဘူးဗျ။အဲ့ဒါတွေကြောင့်ကျွန်တော်တို့ကသင်္ကန်းမကင်းဖြစ်ခဲ့တာပါ။ဒါပေမဲ့မဟုတ်လောက်ဘူးပဲထင်ထားခဲ့တာ။အလောင်းရွှေ့သွားတော့အဲ့လိုထင်ပြီးတော့လိုက်သွားလိုက်မိတာပဲ။အဲ့ဒီမှာလူရမင်းကကျွန်တော်ဖုန်းနဲ့တကြီးစီကိုဆက်ကြည့်ပြီးငပိတ်ဖုန်းနဲ့ဒီဟိုဆက်လိုက်ခေါ်ကြည့်နေရပြီ။ကျွန်တော်တို့ဒီလာရဲ့လမ်းမှာရွာလူကြီးနဲ့သက်ဆိုင်ရာတွေကိုလည်းအကြောင်းကြားတတ်ပြီးပါပြီ။ မင်းတို့ကလက်ဆတဲ့လို့ဒီလိုကိုဟဲ့နီငါသိရင်မင်းတို့မှမရှင်စီရဘူးကွအဲ့ဒီအချိန်မိဝိုင်းဦးရဲ့ခန္ဓာကိုယ်လေးကို မောင်နှင်းတရဲဝင်ပူပြီးတော့ကနေလာတယ်ခနာအကြောင်းမှာမိဝိုင်းဦးကြီးတရားကိုတတိလေးမင်းမျောသွားတော့တယ်အဲ့ဒီအချိန်ရွာလူကြီးနဲ့တက်ဆိုင်ရာဝင်လာပြီးလူတို့တရားခံနေတူကျန်ရပါတွေကိုဖမ်းခေါ်သွားကြတယ်တောင်းဝန်ကြည့်ပါလေကလေးတွေနောက်ဆက်တွဲကိုဒီရရရှိရတဲ့အထက်ကိုအပ်ထားလိုက်ပါဟုတ်ကဲ့တကြီး အချိန်မြင်လာခဲ့ပြီလို့ကျေးဇူးတင်ပါတယ်ဗျ။မောင်နှမလေးမိဘဦးကြီးခန္ဓာကိုယ်လေးကထွက်လာပြီ။ကျေးဇူးတင်ပါတယ်ကလေးတို့ရေ။ကျေးဇူးမတင်ပါနဲ့။ဘာလို့ဖောက်ပြန်ရရလဲဗျ။ကျုပ်မဖောက်ပြန်ပါဘူး။ခုနကလူလိန်သွားတာပါ။ကျုပ်အမှန်တိုင်းပြောပြပါမယ်။မယုံရင်တော့မောင်ဆိုင်ကိုမေးကြည့်လို့ရပါတယ်။ဒီလိုနဲ့မောင်နှမလေးဖြစ်ချောင်းကုန်စင်ကိုပြောပြတော့တယ်